ဒီပါပြည်သူများရှင် Prime Media မှာဒေါခန့်နှင်းစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့ဟာဆိုရင် NCA 10နှစ်ပြည့်ခန်းနာကိုနေပြည်တော်မှာကျင်းပနေပါပြီ။ဒီသတင်းလေးတွေကိုမြန်မာတန်အားလည်း live လွှင့်ပြီးတော့ပြသနေပါတယ်။မိဘပြည်သူများအနေနဲ့စိတ်ဝင်စားရဲဆိုရင်အခမ်းအနားတစ်ခုလုံး live ကြည့်ရှုနိုင်ပါတယ်ရှင်။ကျွန်မအနေနဲ့ NCA ခန်းနာပွဲလေးမှာပေါ့နော်။တက်ရောက်လာတဲ့လူပုဂ္ဂိုလ်တွေအားလုံးနဲ့အကြောင်းအရာလေးဝေါ်လေးချိတ်ဆက်ပြီးတော့ပြောပြနိုင်ခြင်းတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်မဒီပွဲလေးကိုမတက်ဖြစ်ပါဘူးရှင်။ ဒါကြောင့်သွားပြီးတော့သတင်းယူတဲ့သတင်းသမားတွေတင်ပြလာတဲ့အခါမှာမိဘပြည်သူများကြည့်ရှုနားဆင်နိုင်ပါရဲ့ရှင်။ကျွန်မအနေနဲ့ဒီပွဲလေးကနေပေါ့နော်ဗိုလ်ချုပ်မှုကြီးရဲ့မိကုံးနဲ့အကောင့်နှုတ်ချက်လေးကိုပဲမိဘပြည်သူများအတွက်ကိုတင်ဆက်ပေးကြပါမယ်။ဒါကတော့ရွေးကောက်ပွဲနဲ့သက်ဆိုင်ပါတယ်။ဗိုလ်ချုပ်မှုကြီးရဆိုရင်ဒီပြည်တော်မှာရှိတဲ့မြန်မာပြည်ပြည်ဆိုင်ရာ convention ဘဟုဌာန MICC 1မှာယနေ့ကျင်းပတဲ့ NCA 10နှစ်ပြည့်အထိမ်းအမှတ်ပေါ့နော်နှစ်ပတ်လည်နေ့အခမ်းအနားမှာဆိုရင်မိကုံးပြောကြားခဲ့ပါရဲ့ရှင့်ဒီလိုပြောကြားတဲ့အထက်မှာ ကျမတို့ကောက်နှုတ်ပြီးတော့မိဘဗီမားကိုတင်ပြရမယ်ရွေးကောက်ပွဲဆိုင်ရာကိစ္စကတော့ရွေးကောက်ပွဲကို၃ချိန်ထိထိကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ပထမတစ်ချိန်ကိုကြတော့တရားနှစ်မြို့နယ်မှာကျင်းပမယ်။ဒုတိယအချိန်ကိုမြို့နယ်တရားမှာကျင်းပမှာပါ။ကျန်တဲ့မြို့နယ်တွေကိုတော့တတိယအချိန်မှာကျင်းပမှာဖြစ်ပြီးတော့ဒီလိုမျိုး၃ချိန်ကျင်းပပြီးလို့မှာပေါ့နော်။ကျင်းပလို့မရပဲလုံခြုံရေးကိစ္စကြောက်ပေါ့ရှင်။ကြံရှိသွားတဲ့မြို့နယ်တွေကိုတော့ဂျာပြက်ရွေးကောက်ပွဲကြလို့ရှင်။ထည့်သွင်းပြီးတော့ကျင်းပပြီးမှာဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားပါတယ်ရှင်။ ခုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာပေါ့နော်ကျင်းပမဲ့ရွေးကောက်ပွဲမှာဆိုရင်တနင်္ဂနွေလုံးတိုင်းတာနယ်ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီက6ပါတီဖြစ်ပါတယ်။ပြည်내တိုင်းဒေသကြီးမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီက52ပါတီဖြစ်ပါတယ်။စုစုပေါင်းနိုင်ငံရေးပါတီ58ခုကကိုယ်စလဲလောင်း9000ကျော်ဝင်ရောက်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။ဒီ9000ကျော်တဲ့ကနေမြို့ပြည်သူများကိုသက်ဆိုင်ရဲ့မြို့နယ်ကကိုယ်စလဲလောင်းကိုမဲပေးဖို့အတွက်ရွေးချယ်ရမှာဖြစ်ပါတယ်။ဒါလေးကတော့သတင်းလေးကနေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းချက်လက်လေးတွေကိုကျွန်မပြန်လည်မျှော်ပေးတာဖြစ်ပါတယ်ရှင်။ ရွေးကောက်ပွဲကတစားတစားနီးလာပြီနော်မိဘပြည်သူများကိုယ်စလဲလောင်းနေဘသူ့သဘောကြတာလားရှိလဲရှင့်စိတ်ထဲမှာရွေးချယ်ထားတာရှိရဲဆိုခွန်မှန်လေးကနေရှင်းသွားပေးပါနော်ကိုယ်စလဲလောင်းတစ်တယ်လဲပါလာမှာဆိုတော့လေအစ်စ်ကိုရွေးမလားအရင်ကအတွေ့အကြုံရှိရသူတွေဝယ်ရွေးမလားဆိုတော့လူကြီးမင်းတို့ရဲ့ရွေးချယ်မှုပေါ့နော်ဘလို့လေးစဉ်းစားထားကြလဲပေါ့ရှစ်အဟက်လေးစပါလဲသိကြလို့ပါချင်းလေးရမယ်ဆိုရင်ကျမရဲ့အခုတရင်အောက်လေးမှာလူကြီးမင်းတို့ပေါ့နော်ကိုယ်စလဲအတစ်ကိုရွေးချင်လားဟောင်းရွေးချင်လားတွေ့ကြုံရှိရလူလိုချင်လားတော်တဲ့လူလိုချင်လားလူကောင်းလိုချင်လားလူတော်လိုချင်လား ဘယ်ပုဂ္ဂိုလ်တော့သဘောကျတယ်ဘယ်ပုဂ္ဂိုလ်သဘောမကျအောင်ဆက်သဖြင့်ဒါလေးတွေကိုရှင်းဖွင့်ပြီးတော့ရေးသားပေးပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မအနေနဲ့ဒုတိယသတင်းလေးကိုတင်ဆက်ပေးပါမယ်ဒုတိယသတင်းလေးကတော့အခုဆိုရင်ပေါ့နော်တဖြည်းဖြည်းတကြီးကြီးကျဆင်းလာတဲ့ကားစေးကွက်ကိုလှုပ်ခတ်စေဖို့အတွက်လှုံ့ဆော်လိုက်တဲ့သတင်းတစ်ပုဒ်ပါအဲ့ဒီသတင်းလေးကိုကျွန်မနိုင်ငံတော်ကနေပြန်လည်ဖြေရှင်းထားပါတယ်ဒါလေးကျွန်မပြောပြပါမယ်လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်ကျညာချက်တစ်စောင် online ပေါ်မှာပြန့်နှံ့လာပါတယ်။အဲ့ကျညာချက်ကတော့ပြည်သူဝန်ထမ်းနဲ့နိုင်ငံဝန်ထမ်းတွေကို မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရေးကိစ္စနဲ့ပတ်သက်တဲ့အကြေညာချက်ဆိုပြီးတော့ကြေညာချက်ဆောင်ကြာလာပေါ့နော်ဟိုထွက်ပေါ်လာတာပေါ့ရှင်း online မှာအရင်ဘလော့ရိုက်သွားတယ်အဲ့ကြညာချက်ကတော့အဓိကပြည်သူဝန်ထမ်းနဲ့နိုင်ငံဝန်ထမ်းတွေကိုကားဝယ်ယူခွင့်ပြုတယ်ဆိုတဲ့သဘောတရားပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ဆရာစီရရှိတာတွေကိုသူကနေပြီးတော့ကြညာချက်ထဲမှာပေါ်ပြထားတာပေါ့။ဒါကအစစ်ဆိုပြီးတော့အကောင်လုံးကထင်ရှားတာပေါ့နော်။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကပဲစီးပွားကူတန်းဝင်ဌာနနေပြီးတော့ဖြေကြားထားပါတယ်။အဲ့ဒီကြညာချက်ဟာအတုဖြစ်ပါတယ်ရှင့်။ ဒီလိုကြေညာချက်မျိုးထုတ်ထားတာမရှိပါဘူး။ဘာကြောင့်လဲဆိုဒီကြေညာချက်ဟာဆိုရင်ဟိုရင်တော့ခွင့်ပြုထားတဲ့ကြေညာချက်ကိုဒိတ်ပြောင်းပြီးတော့ဗောနေဆွဲပြောင်းပြီးတော့အခုချိန်မှာအချိန်ကပြန်လဲပြီးတော့လူလူကြတဲ့ပြန့်နှံ့အောင်ဝန်ထမ်းတွေကြတဲ့ပြန့်နှံ့အောင်ဖွားလိုက်တာဖြစ်ပါတယ်အဲ့လိုဖွားရတဲ့ရွေချက်တွေလည်းရှိပါတယ်ဒါလေးကိုကျွန်မချိတ်ဆက်ပြီးတော့တင်ပြပေးပါမယ်ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်းဌာနဖြေကြားထားတာလေးလည်းပြောပြမယ်ပေါ့နော်ဒီဒီကိစ္စကိုတဲ့သူက2020ပြည်နှစ်စက်တင်ဘာလ30ရက်နေ့တုန်းကနိုင်ငံပိုင်သတင်းစာတွေကတဆင့်ဒီကြေညာချက်ကိုထုတ်ပြန်ခဲ့မှုတဲ့ ဒါပေမဲ့2021ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာအပိသက်ရက်ဆိုင်ပြီးတော့ဖြတ်သိမ်းခဲ့ပါပြီဆိုပြီးတော့ဝန်ကြီးဌာနရှင်းလင်းထားပါတယ်2021ခရီးဒီကြေညာချက်ကတရားမဝင်တော့ဘဲနဲ့ရက်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်အခုချိန်မှာပြန်ပြီးတော့ဝန်ထမ်းတွေတက်မတော်သားတွေပေါ့နော်စသဖြင့်ကားဝယ်ယူခွင့်ရှိရဲဆိုတော့ကိုဘာကြောင့်အချိန်ကဖြန့်ချီလာခဲ့တာပါလဲဒါဟာရည်ရွယ်ချက်တစ်ခုရှိရတဲ့အတွက်ဖြစ်ပါတယ်ဒီရည်ရွယ်ချက်လေးကိုကျွန်မအနေနဲ့လေ့လာထားမိသမျှလေးတင်ဆက်ပေးပါမယ်ရှင့် ဒီလိုသတင်းတူမျိုးကိုဖြန့်ချီရတဲ့အဓိကအကြောင်းရင်းကတော့ဝယ်လိုအပ်မြင့်တက်ခြင်းနဲ့တွက်ပါပဲအခုချိန်မှာဆိုရင်မိဘပြည်သူသိရတိုင်းပါပဲမဟာတရားဆွဲတင်ထားတဲ့ကားစေးကော့ကကားစေးနှုံတွေကတဖြည်းဖြည်းကျဆင်းလာပြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကားဆိုတာကအိမ်နဲ့ခြံနဲ့မတူဘူးပေါ့နော်။အိမ်နဲ့ခြံနဲ့ဆိုတော့ဝယ်ပြီးရင်ဒါပြစ်ထားလို့ရတယ်။ကားကြတော့အဲ့လိုမဟုတ်ဘူး။အချိန်တန်လို့ရှင်သူကပျက်စီးတတ်တယ်ပေါ့နော်။သင်္ခါရတရားတွေပေါ့ရှင်ပျက်စီးတတ်တယ်။ ဒါကြောင့်ကားဝယ်ရန်လုပ်တဲ့သူတွေကလက်ထဲမှာအဲ့လိုမျိုးအကြိုက်ထားတာပို့သူတို့အတွက်ဆင်မပြေတဲ့အခါမှာကားစည်းကွက်ကျဆင်းလာတော့ပြန်လဲဆွဲတင်ဖို့အတွက်ကြိုးစားတာပါဒီလိုကြညာချက်အတုထုတ်ခြင်းအဖြစ်နိုင်ငံဝန်ထမ်းတွေအရဆိုရင်ကားဝယ်ယူဖို့အတွက်ကိုပိုပြီးစိတ်ဝင်စားလာကြမယ်ဒါဆိုရင်ဝယ်လိုအားတွေကမြင့်တက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးဝယ်လိုအားရုတ်တရက်မြင့်တက်လာပြီဆိုရင်တော့လက်ရှိရှိနေတဲ့ကားစည်းကွက်ထဲမှာရှိတဲ့ကားနဲ့ဝယ်လိုအားနဲ့မမျှမတဖြစ်တဲ့အခါမှာထုံးစံအတိုင်းကားတွေစည်းပြန်တက်လာမှာပေါ့ရှင်။ ကျမတို့စီးပွားရေးသဘောတရားမှာဆိုကျမတို့10တန်းတော့တင်ရတဲ့စကလုံးလေးတစ်ခုကအမှန်ကန်ဆုံးပဲရှင်ဝယ်လို့အများရင်ဈေးတက်မယ်ရောင်းလို့အများရင်ဈေးကျမယ်ဒါဟာအမြဲတမ်းအမှန်ကန်နေတဲ့သဘောတရားပါပဲဒါကြောင့်ဈေးတက်အောင်လို့ဝယ်လို့အမြင့်တက်အောင်ဒီလိုသတင်းတူတွေနဲ့ပြည်သူလူထုကိုချင်းထည့်လိုက်တာဖြစ်ပါတယ်နောက်ထပ်အကွက်တစ်ခုကတော့ဝန်တန်းနေပေါ့နော်ကားဝယ်ပြီးရဲ့ခါမှာဆိုရင်ပြန်ရောင်းတဲ့ကိစ္စလည်းရှိလာနိုင်တာပေါ့ဒီတော့ဈေးနှုန်းဟာဆိုရင် လှုပ်ခတ်ပြီးတော့ကားစိတ်မတည်မြဲမှုတွေလည်းဖြစ်လာနိုင်ပါတယ်။အရောင်းဝယ်အရန်ကောင်းမယ်ပေါ့ရှင်းပြောစင်တာဝယ်လိုရည်များလာမယ်ဒီကနေ့ပြန်ပြီးရောင်းတဲ့သူရှိလာမယ်ဆက်သက်ဖြစ်ပေါ့ရောင်းဝယ်ရအရန်ကိုလှင်မြန်စွာလဲပတ်ပြီးတော့ဈေးနှုန်းနေတက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီလိုစာအတုကိုဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်ရှင့်။ဒါတော့မိဘပြည်သူများအနေနဲ့ကပေါ့နော်ဒီစာအတုဖြစ်ပါတယ်လောဆယ်ဝန်ထမ်းတွေအနေနဲ့ဝယ်ယူခွင့်မရှိသေးပါဘူး။ရှိရခါကျရင်နိုင်ငံတော်ကထုတ်ပြန်ပါမယ်။ကျမတို့လည်းအဲ့လိုထုတ်ပြန်ချက်ရှိပြီးဆိုတော့လည်းမိဘပြည်သူများအားလုံးသိရအောင်လို့ပြောပြပေးမှာဖြစ်ပါတယ်။ ဟိုပြောရမယ်ဆိုတော့ဒါသတင်းကောင်းပဲပေါ့နော်သတင်းကောင်းပဲအရင်ကလည်းလုတ်ပေးခဲ့ဘူးလေဒါပေမဲ့လည်းဈာရင်မှာရပ်တန့်ထားတာဆိုတော့လေပြန်စတင်ဖို့ကဘယ်လိုမျိုးမူဝါဒပြောင်းလဲရှိအောင်မလဲကားစီးကွက်ပေါ်မှာဘယ်လိုချိန်ကြီးအောင်မလဲဆိုတာနိုင်ငံတော်ကလုံဆောင်ရအောင်မှာပါပြီးတော့မှနိုင်ငံဝန်ထမ်းတွေအတွက်လိုအပ်တဲ့ကိစ္စတွေဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်အခုသတင်းကတော့သတင်းထုတ်ဖြစ်ပါတယ်ကားဝယ်ယူခွင့်ဆိုတာမျိုးနိုင်ငံဝန်ထမ်းတွေကိုချပြထားတာမရှိသေးပါဘူးဒါကြောင့်မိဘပြည်သူတို့အနေနဲ့ပေါ့နော်ဝယ်လူအားတွေတအားစိတ်ဝင်စားမှုတွေမြင့်တက်ပြီးတော့ဝယ်လူအားတွေအရင်မြင့်တက်စေဖို့အတွက် မတမာသူတွေရဲ့လှုပ်ဆောင်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဘောနော်ပူတွဲပြီးတော့လိုက်ပါမလှုပ်ဆောင်မိကြပါနဲ့လို့ကျမအနေနဲ့အကြံပြုတိုက်တွန်းလိုက်ပါရစေတော့ရှင်မိဘပြည်သူများရှင်ကျမခုဆက်လက်တင်ဆက်ပေးရမယ့်သတင်းလေးကစိတ်မကောင်းစရာသတင်းလေးတစ်ခုဖြစ်ပါရှင်ဘကိုးတိုင်းမှာဖြစ်သွားခဲ့တာဖြစ်ပါတယ်သတင်းလေးကိုကျမဖတ်ပြပါမယ်ဘကိုးမှာဆိုရင်ရထားလမ်းပေါ်ကျဲချတဲ့ပတ်စံကိုလိုက်ကောင်ရင်းနဲ့ပေါ့နော်ကလေးတစ်ယောက်ကတိတ်ဆုံးမှုဖြစ်သွားခဲ့ပါရှင်အဲ့ဒီဖြစ်စဉ်လေးကိုကျမအသေးစိတ်ဖတ်ပြပါမယ်ရှင် ဘကိုးတိုက်ဒေသကြီးဘကိုးမြို့မှာယထာဖြတ်တန်းသွားတဲ့အချိန်မှာယထာဘွားကျဲချတဲ့ပတ်စံနဲ့တရေစာတွေကိုလိုက်လံကောက်ယူရင်းနဲ့ကလေးတောက်ပါဆိုရင်ယထာရဲ့အရှိန်ကြောက်ပေါ့နော်လေဟက်မိပြီးတော့နောက်ပြန်လဲကျသွားခဲ့ပါတယ်အဲ့လိုလဲကြတဲ့အခါမှာဆိုရင်ဥကောင်းထံရပြင်းထန်စွာရရှိသွားခဲ့ပါရှင်။ကလေးလေးဟာဆိုရင်အသက်6နှစ်ဝန်းကျင်သာရှိပါသေးရဲ့။ဒီကလေးလေးဟာဆိုရင်ဒီလိုဥကောင်းပြင်းထန်ထံရရရှိသွားတဲ့အတွက်သေဆုံးသွားခဲ့ရပါရဲ့ရှင်။ဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့အော်တိုဘားလ12ရက်နေ့နေခင်းပိုင်းကဖြစ်ခဲ့တာပါ။ အကိုဘူတာမဝင်မီအောက်ဖို့ကျုံယူလို့ခေါ်တဲ့မြေထားကျူးကျော်တဲ့နေထိုင်တဲ့ယထာလန်တပေမှာဖြစ်ပွားခဲ့ရဆိုပြီးသိရပါတယ်။တည်ဆုံးခဲ့တဲ့ကလေးငယ်ဟာဆိုရင်ယထာတန်လန်ပေမှာမိသားစုနဲ့အတူကျူးကျော်တဲလေးမှာနေထိုင်ရတဲ့နွမ်းပါတဲ့ကလေးငယ်တူတာဖြစ်ပါရဲ့ရှင်။ဒီကလေးငယ်ဟာဆိုရင်နေ့စဉ်နေ့တိုင်းပေါ့နော်ယထာလန်မှာသွားပြီးရထာလန်ပေမှာကလေးတဲတဲလို့ရှိရတယ်ယထာစည်းဝတ်လို့ဆိုသိပါတယ်။မုတ်တေပြစ်ချပေးရဲ့ပတ်စံနေပြစ်ချပေးရဲဆိုတဲ့အခါကျတော့ပြစ်ချတဲ့သူကတော့စိတ်ထဲမှာဘယ်လိုမျိုးခံစားချက်နဲ့လဲတော့မသိဘူး အမှန်တန်အန္တရာယ်များတယ်ဆိုတော့မသိပဲအဲ့လိုလုံးဆောင်ချက်လုံးမိတာလားလို့လည်းကျွန်မမေးခွန်းထုတ်ချင်တယ်ပေါ့နော်လူချင်းမင်းတို့အဲ့လိုမျိုးအမူအကျင့်တွေရှိလို့ရှင်မလုပ်ပါနဲ့ရှင်လူချင်းမင်းတို့ပေးလိုက်တဲ့ပတ်စံ900တထောင်ဟာကလေးကအသက်နဲ့စွန့်ပြီးတော့လိုက်ကောက်ရတာရှင်အခုတော့ဒီလိုမျိုးပေးလိုက်တဲ့ပတ်စံ900တထောင်ကြောင့်ဒီကလေးလေးသေဆုံးသွားခဲ့ရတယ်ဒီကလေးလေးကိုပတ်စံပြစ်ချပေးခဲ့တဲ့သူကသူ့ရဲ့ပတ်စံကြောင့်ကလေးတယောက်သေခဲ့ရတယ်ဆိုတာကို तू သိတော့သိမှာမဟုတ်ဘူးရှင်အခက်မသိရင်ကလေးတွေဆိုတာကလူကြီးတွေလိုထိန်းချုပ်မှုတိတ်ကောင်းတာမဟုတ်ဘူးလေ ယထာလန်းအောက်ထဲလဲဝင်သွားနိုင်တယ်အနေလဲများနိုင်တယ်ပေါ့နော်အရင်ကကျွန်တော်တို့ဒီလိုဖြစ်စင်နေခဏခဏမြင်ဘူးနေတော့ပြောပြပါတယ်အဲ့လိုကားပေါ်ပတ်စံပစ်ချပေးတာအရင်ကဆိုတရင်ကျွတ်တို့ကြောင်နိုင်လို့ဆိုပို့ဆိုတယ်ပန့်တကူပြက်တာလေလေကားပေါ်ကနေပစ်ချပေးရဲ့အချိန်နဲ့သွားတဲ့ကားပေါ်ကနေအောက်ကနေပြီးလိုက်ကောက်တဲ့သူတွေကလည်းရှေ့ကားလည်းမကြည့်နောက်ကားလည်းမကြည့်အဲ့ဒီမှာတိတ်ဆုံးမှုတွေရင်တိုက်မှုတွေကလေးတွေမှာအများဆုံးဖြစ်တယ်ဒီတော့မသိလို့ရှိရင်အဲ့လိုမျိုးနေတွေမှာကုပတ်စံနဲ့သူများကလူလိုက်တတ်နေတယ်လို့ပဲရှင်း ကျမအဲ့လိုပဲပြောချင်တော့တယ်ပေါ့နော်အဲ့လိုပဲကျမအနေနဲ့ဝေဖန်ချင်မှာတော့တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့လုပ်တဲ့အလှူကဖြူစင်ရမယ်၊တန့်ရှင်းရမယ်၊သူတို့ဘာအကျိုးရုံမှုမဖြစ်ရဘူး။အခုကဒီလိုမျိုးပတ်စံကျဲတဲ့ကိစ္စကသူတို့ဘာအကျိုးရုံမှုဖြစ်စေပါတယ်။ဒါကြောင့်မိဘပြည်သူများစင်ကြင်နိုင်မှုအတွက်ပါကျမဒီလိုသတင်းလေးတွေရှာဖွေပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့ပေါ့နော်ဒီလိုနွမ်းပါတဲ့ကလေးတွေမုတ်ကျွေးခြင်းနဲ့ပတ်စံပေးခြင်းနဲ့ဆိုရထားရက်တဲ့အချိန်ကြတော့မှတတိယချလက်ထဲကိုထည့်ပြီးတော့ပေးပါ။ဒီလိုမှမဟုတ်ပဲရထားဘွားရော့ဆိုပစ်ချလိုက်လို့ရှင်။ ကိုယ့်ရဲ့ပတ်စံကိုလိုက်ောက်တဲ့ကလေးကတေလဲတေသွားနိုင်တယ်ခလုတ်တိုက်ပြီးတော့ချီချိုးလက်ချိုးလက်ဖြစ်သွားနိုင်တယ်ခေါင်းပေါက်တာပါညာလက်ဖြစ်နိုင်တယ်သူတို့အချင်းချင်းလူရက်ပြီးရန်ဖြစ်တာလည်းဖြစ်နိုင်တယ်ကုသိုလ်နဲ့တူအကုသိုလ်ကတွဲဆက်ပြီးပါလာမှာရှင်လူချင်းမင်းတို့ရရှိရဲ့ကုသိုလ်ကလည်းတတ်တတ်ရှိရှင်ရမှာမဟုတ်ဘူးဒီလိုတန်ရှင်းမှုမရှိရဲ့ကုသိုလ်တွေဟာကိုယ့်စီကိုကျိုးလာပေးတယ်ဆိုတော့မှအပြစ်အနာစာတွေပါလာမှာလေဒါကြောင့်တန်ရှင်းတဲ့ကုသိုလ်ဖြစ်အောင်ကိုယ့်ရဲ့ကုသိုလ်ကဘယ်သူမှမထိခိုက်အောင်လှုံ့ဆော်မှုလိုပါတယ်တည်မှုဖြစ်စဉ်လည်းသင်ခန်းစာယူစရာပါပဲ ။ဒါအပြင်ကျွန်မနိုင်ငံမှာကျူးကျော်တဲ့ကိစ္စပေါ့နော်။အဲ့လိုမျိုးစကားဆက်ပြီးလို့ကျွန်မပြောပြတာပါ။ယထာလန်ပေးတွေမှာအဲ့လိုမျိုးကားလန်နဲ့ပေးတွေမှာကျူးကျော်ပြီးတော့နေရတဲ့သူရှိရပေါ့နော်။ကျွန်မနိုင်ငံမရှိနွမ်းပါတဲ့သူတွေကအိုးအိမ်ပိုင်ဆိုင်မှုမြေယာပိုင်ဆိုင်မှုတွေအရန်နေပါနေပါတယ်။ဒါလေးကိုလည်းနိုင်ငံတော်ကနေပြီးတော့ပေါ့နော်ကိုယ်နိုင်ငံသားတွေအတွက်ပေါ့ရှင်။အိုးအိမ်ပိုင်ဆိုင်မှုတွေဒီလိုမျိုးရထားလမ်းမှာနေရဆိုအနေရရများရလေ။အခြားနေရာကျူတာကိစ္စမရှိရထားလမ်းမှာရမ်းအနေအများလုံးနဲ့သူတို့တွေလည်းလူသားတွေပဲပေါ့နော်ကျွန်မပြောချင်တာဒီတော့ဘလို့ပဲဖြစ်ဖြစ် ကိုယ်နိုင်ငံသားတွေဥဝင်ပိုင်ဆိုင်မှုတွေအိမ်ရပိုင်ဆိုင်မှုတွေရှိလာအောင်လို့နိုင်ငံတော်ကစူးစမ်းပေးတဲ့မှာလေ။ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာရန်ကုန်တို့ပဲခူးတို့မှာပဲလူကပြုတ်သိပ်ပြီးနေနေရပေါ့နော်။တကယ်ကိုလုံခြုံရေးပေါ့။နေဆက်ငင်းနေမှာじゃနေမဲ့လို့မရှိဘူး။ဆိုတဲ့အခါကျတော့ကျမစဉ်းစားမိတာပေါ့နော်အဲ့လိုရခိုင်တို့ဘာတို့ပေါ့လေအဲ့လိုနေရာတွေမှာဆိုရင်ရခိုင်တိုင်းသားတွေအများကြီးမနေနိုင်ဘူးလေအဲ့တော့ဘင်္ဂလီတဲ့ဝင်ရောက်နေထိုင်ပြီးတော့ကျူးကျော်နေထိုင်ကြတယ်ဒါဟာလည်းကျူးကျော်ခြင်းတမျိုးပဲ ကိုယ်နိုင်ငံသားတွေကမြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံရဲ့ဘယ်နားမှာမဆိုအိမ်ဆောက်ပြီးနေတာကကျူးကျော်လို့ခေါ်မယ်ဆိုရင်ဘင်္ဂလီရေသူတို့နိုင်ငံတွေကျွန်တော်နိုင်ငံကိုရောက်လာပြီးတော့နေထိုင်တာလဲအဲ့ဒါကျူးကျော်ခြင်းတစ်မျိုးပဲရှင်သူတို့ကျူးကျော်တာမှာကိုကြောက်ကိုကောင်းတယ်ဆိုတဲ့ခါကျတော့ဗောနောကိုအဲ့လိုမျိုးရန်ကုန်တို့ပဲခိုးတို့မှာဥယျာဉ်ပိုင်ဆိုင်ခြင်းမရှိတဲ့လူတွေကိုရခိုင်ပြည်နယ်တို့ဘာလို့မှမြေကွက်ဖော်ဆောင်ပေးပြီးတော့လဲရမြေတွေပါပေးပြီးတော့လောက်ကန်စားတော့ကြဆိုပြီးနိုင်ငံတို့ကစီမံပေးမယ်ဆိုမကောင်းလားဗောနောကျွန်မအဲ့လိုတော့စဉ်းစားမိပါတယ် ။ဒါဆိုရင်လူကြီးလည်းညတာသွားမယ်။ကျမတို့နယ်ဆက်စည်းမျဉ်းတွေလည်းကျမတို့တိုင်းရင်းသားတွေပဲနေထိုင်တာဖြစ်တဲ့အတွက်လုံခြုံမှုအတန်းတင်ရှိသွားမှာဖြစ်ပါတယ်။နိုင်ငံတော်ကဒီလိုခေါ်ဆောင်မှုလေးတွေတနေ့နေ့လုံဆောင်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်ရှင့်။ကျွန်တော်နိုင်ငံမှာရှိရမိဘပြည်သူတွေအားလုံးပေါ့နော်။အနည်းဆုံးတော့ရှင်အိုးပိုင်အိမ်ပိုင်လေးနဲ့နေကြစေချင်ပါတယ်။ဒါကျွန်မချင်တဲ့စိတ်စေတနာအစ်စ်ပါ။မိဘပြည်သူများလည်းအဲ့လိုစိတ်ဆန္ဒလေးရှိမယ်လို့ယုံကြည်ပါတယ်။ကျူးကျော်နေရတယ်ဆိုတာကအင်မတန်နှိပ်ကြတဲ့ဘဝတွေပါရှင့်။ဒါမဲ့အားလုံးကကျွန်တော်နိုင်ငံသားတွေပဲဆိုတော့ကျွန်တော်တို့က အာဒီလိုကျူးကျော်တာအဖြစ်ကြီးတစ်ခုလို့မြင်နေရမျိုးမဟုတ်ပဲနဲ့အတန်နိုင်ဆုံးဒီလိုကိစ္စရေရောပါသွားအောင်လုံဆောင်ပေးရမှာဖြစ်ပါတယ်ဒီချက်လေးရတာကျမတို့သင်ခန်းစာယူစရာစူးစမ်းဆောင်ရွက်စရာဖြစ်တဲ့အချက်လေးဖြစ်နေတဲ့သတင်းကောက်နှုတ်ချက်လေးရနေကျမအနေနဲ့တင်ပြလိုက်ပြစီတော့ရှင်မိဘပြည်သူများရှင်ကျမဆက်လက်တင်ဆက်ပေးရမှာကဘောနော်ဒီကျမနိုင်ငံမိဘပြည်သူတွေရဲ့လောက်ကန်ခွင့်လန်းနဲ့ပတ်သက်ပါတယ်ဒီရက်ပိုင်းမှာဆိုရင်ရန်ကုန်မှာဖြစ်စဉ်လေးဖြစ်နေပါရှင်အဲ့ဖြစ်စဉ်တွေကတော့လမ်းဘေးမှာဈေးရောင်းချတဲ့သူတွေရဲ့ဈေးဆိုင်တွေကိုစီပင်ကနေဖယ်ရှားတဲ့ကိစ္စလေးလုပ်နေရတာပေါ့နော် အဲ့ဒီတဲ့လေးကိုကျွန်မရင်ဆုံးဖတ်ပြပါမယ်ပြီးတော့ဒီဖြစ်စဉ်ကနေပြီးတော့ကျွန်မတို့နိုင်ငံအတွက်ပေါ့နော်ဘာလေးလှုပ်ဆောင်တင်လဲဆိုတာလေးကိုကျွန်မထုံးစံတိုင်းတင်ဆက်ပေးပါမယ်ရှင့်ဖြစ်စဉ်လေးကတော့ရန်ကုန်မြို့ရဲ့လူစီကားရဒီနေရာလေးပေါ့နော်အဲ့နေရာဖြစ်တဲ့လှဲတန်းလမ်းမကြီးအပါအဝင်လူသွားလမ်းတွေပေါ်မှာရောင်းချနေတဲ့ကျူးကျော်ဆိုင်ရန်တွေကိုတပ်ဆိုင်ရမြို့နယ်စီပင်တွေကနေပြီးတော့ရှင်းလင်းဆောင်ရွက်မှုပြုလုပ်နေပါတယ်ဒီလိုမျိုးရှင်းလင်းလဲတဲ့ဆန်ဆိုင်လေးပေါ့နော်အဓိကလှဲလေးတွေနဲ့ရောင်းတဲ့သူတွေပေါ့အဲ့ဒီလူတွေကိုဆိုရင်ဒါလမ်းသွယ်လေးတွေထဲမှာပေါ့နော်ရောင်းချဖို့အတွက်ကိုစီစဉ်နေတော့မြင်တွေ့ရပါတယ်တဲ့ ညဘက်ကြီးကြမှာလမ်းမပေါ်မှာပြန်ပြီးတော့ရှောင်းချခွင့်ပြုတာပေါ့နော်အဓိကလမ်းရှင်းထားတာပေါ့ရှင့်ဒီလိုပဲရန်ကုန်မြို့တောင်ဝင်ဈေးမှာဆိုရင်လည်းရင်ပိတ်ဆို့မှုဖြစ်ပေါ်စေတဲ့ဈေးဆိုင်တွေကိုဖယ်ရှားနေရဆိုပြီးသိရပါတယ်ပြီးတော့ပြန်လည်နေရချထားလေတဲ့ကိစ္စလေးလည်းလုပ်နေပါရဲ့ရှင့်ကျမောင်းနိုင်ငံမှာအခုလိုမျိုးလမ်းမေးဈေးရောက်နေသူတို့ဖယ်ရှားတဲ့ကိစ္စတွေခဏလောက်ပါတယ်။ဒါပေမဲ့အရှာအလောခဏပဲရှင့်။ကျမောင်းနိုင်ငံအဲ့လိုဖြစ်နေတာပေါ့နော်။အာဒီနီယာမှာလူတွေရမ်းကျက်နေပြီးဈေးရောက်နေသူတွေရမ်းများနေပြီးဆိုရင်နိုင်ငံတော်လာရှင်းတယ်၊စီပင်းကလာရှင်းတယ် မကြောက်ပြန်ပြီးတော့ဒီထဲမှာပြန်လဲရောင်းချရတာပဲ။ဘာကြောင့်လဲဆိုတော့ကျမတို့ကဖက်ဖက်ရှူတော့ဖက်ဖက်ကြည့်ရတာပေါ့နော်။ဟိုရောင်းချတဲ့သူနေနေရလဲဒါစာဝတ်နေဖြစ်နေတာ哦ဒီလိုအလုပ်လေးမှမရှိရင်တို့ထမင်းစားလို့မရအောင်ပေါ့နော်နိုင်ငံတော်မှာစီပင်နေကြတော့လဲဒီလမ်းတွေသွားလာမှုခြောက်ချိဖို့အတွက်တို့ကတာဝန်ရှိအလုပ်ကိုလုပ်ရမှာပဲဆိုတဲ့အခါကျတော့ကျမတို့ကဘသူ့ကိုမှပြစ်သွားပြောလို့မရတဲ့အခြေအနေတစ်ခုကျတော့နိုင်ငံတကာမှာဆိုရင်ရောလမ်းဘေးဆေးရောင်းချတဲ့သူတွေဘယ်လိုစီမံလဲလမ်းဘေးဆေးရောင်းချတဲ့သူတွေဆိုရင်ကျမတို့နိုင်ငံသားတွေပဲလေ တို့မှလည်းစာဝတ်နေဆိုတာရှိရဲ့မိသားစုတို့ကရှိရဲ့အာနင်တို့လမ်းမေးဈေးမြောင်းနဲ့ပြောလို့မရအောင်ဒီလိုကိစ္စတွေကိုနိုင်ငံတော်ကအဆင်ပြေအောင်လို့ management နဲ့စီမံပေးရတာဖြစ်ပါတယ်အဲ့တော့ကျွန်မနိုင်ငံတကာကနေပြီးတော့လုပ်တဲ့ကိစ္စလေးရှာဖွေပြီးတော့တင်ဆက်ပေးတာပါကျန်ငေါ့ညံကောင်းလေးပေါ့ရှင်အဲ့လိုကျွန်မတော်တော်ရှာလာတာပေါ့နိုင်ငံတကာမှာဆိုရင်ဒီလမ်းမေးစေးရောက်တဲ့သူတွေကိုဘယ်လိုမျိုးကင်တွယ်လဲဆိုတော့သူကလမ်းမေးစေးရောက်တဲ့သူတွေအကုန်လုံးတရားဝင် license လေးတွေချပေးလိုက်တာရှိရဲ့တဲ့ တတယောက်ယောက် license တစ်ခုစီရသွားပါဘောနော်ရသွားပြီးရဲ့ခါမှာဆိုရင်တို့ဟာတရားမဝင်လောက်ကင်နေတဲ့သူမဟုတ်တော့ဘဲနဲ့တရားဝင်ဈေးတဲ့ဖြစ်နေတို့ကတို့ခိုင်လို့ရတာဘောနော်အဲ့ဒီအနေမှာနိုင်ငံတော်လည်းအခွန်ခရရမှာဖြစ်သလိုမျိုးတို့အနေနဲ့ကလည်းတရားဝင်လုပ်ငန်းလေးခုပိုင်ဆိုင်သွားမှာဖြစ်တယ်ဘောနော်အဲ့လိုလုံးဆောင်ချက်ပေးပါတယ်ပြီးတော့ license နဲ့ compute mate တွေနဲ့ဘောနော်တို့ဒီလုပ်ငန်းပေါ်မှာနိုင်ငံတော်အစိုးရတရားလေးကြက်မှတ်ပြီးတော့ဆောင်ရွက်ပေးပါတယ်ဘယ်လိုဆောင်ရွက်တာလဲဆိုရင်ဈေးရောက်မှုအတွက်နေရာလေးတွေစီစဉ်ပြီးတော့ချထားပေးတာပါ ထိုင်းရောက်ခွေးရလို့ဆိုသိရပေါ့နော်ဒါထိုင်းမှာဆိုရင်တို့ဒါလမ်းမေးစေးရောက်နေနိုင်မကတ်လိုပုံစံမျိုးပေါ့နော်အဲ့လိုတနေရာထဲမှာစုပြီးတော့ဒီလိုမျိုးပေါ့နော် street food ပုံစံလေးတဲ့ပေါ့နော်အဲ့လိုမျိုးလေးစိုင်နှန်းလေးလုပ်ပြီးတော့ရောင်းချခိုင်းနေပေါ့ရှင်နိုင်ငံသားတွေလည်းအဲ့လိုစိုင်နှန်းလေးဆိုအရန်စိတ်ဝင်စားပြီးတော့ရောင်းဥစားလာစားကြပါတယ်ရှင်ဒီလိုမျိုးအခွင့်ပြုမိတ်တွေပေါ့နော်လုပ်ငန်းနေရာတွေအတိအကျသတ်မှတ်ပေးလိုက်တဲ့အတွက် လမ်းမေးဆေးရောက်တဲ့သူတွေဟာဆိုရင်စီးနဲ့ကန်နဲ့လုံးဆောင်နိုင်ပါတယ်ပြီးတော့အဲ့ဒီသူတို့လုံးလုံးရဲ့နေရာမှာဆိုလဲရေးတွေလှက်စစ်တွေကိုနိုင်ငံတော်ကစီမံပေးတယ်ဒီအတွက်ဆိုင်ကန်းကဆိုပြီးတတ်တာတဲ့ဈေးနှုန်းနိုင်ငံတော်ကသူတို့ပြန်လဲပြီးတော့တင်သွင်းတယ်ဆိုတဲ့အခြေအနေတစ်ခုမှာအားလုံးအဆင်ပြေချုံးမွေသွားပါတယ်နိုင်ငံတော်ကလည်းအခွန်ရတယ် CPD အနေနဲ့ကလည်းတရားဝင်လုပ်ငန်းတွေဖြစ်တဲ့အတွက်ပေါင်းသင်းဆက်ဆံပြောဆိုရတာအဆင်ပြေရပေါ့နော်သူတို့လည်းတရားဝင် license နဲ့ဖြစ်တဲ့အတွက်စီးနဲ့ကန်နဲ့လုံးကြတယ်အမိုက်ပစ်တာဘာညာအစားစီးကန်နဲ့လုံးကြတယ်ပေါ့နော်ပြီးတော့သူတို့လည်းစိတ်အေးလက်အေးဈေးရောက်နိုင်တယ်ဟိုပြည်တီပြည်မဖြစ်တော့ဒုက္ခတွေမရောက်ကြတော့ဘူး အခြေခံလူရန်းစားဆိုတော့မှဒီနိုင်မကတ်တွေပိုင်းမှာဈေးရောက်နေဆိုတော့မှဘဝဖြစ်စာဝတ်နေချောင်းလဲကြတယ်အဲ့လိုပုံစံမျိုးလေးနဲ့အခြေခံလူရန်းစားတွေဘဝကိုမြင့်တင်ပေးတာဖြစ်ပါတယ်ဒါအပြင်ဒီလိုမျိုးပေါ့နော်လုပ်ငန်းလုပ်တဲ့အခါမှာဆိုလဲအသေးစားလုပ်ငန်းလေးဖြစ်လာဖြစ်တဲ့အတွက်ချေးငွေလေးလည်းနိုင်ငံတော်ကချပေးတာရှိပါတယ်ဒီလိုချပေးရတဲ့အတွက်သူတို့ကလည်းချေးငွေကိုယူတယ်မလုပ်လုပ်တယ် ပြီးလို့ရှိရင်ချင်းငွေပုံမှန်ပြန်ဆက်တယ်ဆိုတဲ့ပုံစံအဓိကစီးနဲ့ကန်နဲ့လဲပတ်စေတာပေါ့နော်။သူများနိုင်ငံအဲ့လိုမျိုးလေးလုပ်ပါတယ်။တကယ်တော့ကျွန်မတို့နိုင်ငံမှာလည်းဒီလိုစီမံကိန်းတွေကိုလှုပ်ဆောင်ခဲ့ဘူးလားရှိရောရှိရဲ့တိတ်မအောင်မြင်ခဲ့တာပေါ့နော်။ဒီတော့တချိန်မအောင်မြင်နောက်ချိန်ထပ်ကြိုးစားရမှာကသဘာဝပါပဲ။ဒါကြောင့်နောက်ထပ်အစိုးရတက်တဲ့အချိန်ကျရင်ဒီလိုနိုင်မကတ်လေးတွေပေါ့နော်။လမ်းမေးဈေးတယ်လေးတွေစုစည်းပြီးတော့ဈေးရောင်းချလို့ရမယ့်နေရာတွေကိုစီစဉ်ဆောင်ရွက်ပေးနိုင်ပါစေလို့လည်းကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။အကြံပြုလိုပါတယ်ရှင့်။ ကျမောက်နိုင်ငံမှာပြောရမယ်ဆိုရင်လူဆယ်ယောက်မှာပေါ့နော်6ယောက်လောက်ကနွမ်းပါတဲ့လူတွေဖြစ်နေတာပေါ့နော်လူလက်တန်းစားအလောက်မများဘူးတထေးဆိုပိုနည်းတယ်ပေါ့နော်အဲ့တော့အ ਨੇ ဆုံးကတထေးလူလက်တန်းစားကြဒုတိယအ ਨੇ ဆုံးပေါ့နော်အများဆုံးကအခြေခံလူတန်းစားနွမ်းပါတဲ့ပြည်သူတွေဖြစ်နေပါတယ်အဲ့တော့ကျမောက်နိုင်ငံမှာနွမ်းပါတဲ့ပြည်သူတွေအတွက်ကောင်းမွန်တဲ့စီမံကိန်းတွေအစီအမံတွေမရှိဘူးဆိုရင်ကျမောက်နိုင်ငံရဲ့လေပတ်မှုပေါ့နော်ရက်တည်နိုင်မှုကအင်မတန်နှိမ့်ကျနေအောင်မှာဖြစ်ပါတယ် ခြေကံလူဝန်းစားရဲ့ဘောကကျမတို့ကတစားစားညှစ်တင်နိုင်မှသူတို့ဝင်ငွေတွေကိုကျမတို့ကညှစ်တင်နိုင်မှတိုင်းပြည် GDP ကလည်းဖြည်းဖြည်းတိုးတက်လာမှဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ရင်တော့အချို့တွေကပေါ့နော်။စည်ရနွမ်းပါလုံးတဲ့အတွက်လှုပ်ရှားကြိုင်စရာမရှိရင် PTL လုတ်သွားကြတာရှိရဲ့ရှင့်။နိုင်ငံတော်အတွက်လုံခြုံရေးလည်းအဆင်မပြေနိုင်ဘူး။တိုင်းပြည်စီးပွားရေးမကောင်းတဲ့ွေ PTS ဆိုတဲ့အမျိုးကလည်းဘယ်တော့မှမျိုးပြုတ်မှာမဟုတ်ဘူးရှင်။ဒါကြောင့်လဲဆိုတော့လူတွေကဆင်းရဲနှွမ်းပါတဲ့ခါကျတော့ပတ်စံပေးနိုင်တဲ့အခွင့်အရေးဝင်မှာပဲလေဟုတ်တယ်မလား။ဒါတွေတားဆီးဖို့အတွက်ကကျမတို့စဉ်းစားရမယ်။ အများကြီးစူးစမ်းအားထုတ်ရမယ်အဲကြောင့်လဲဆိုတော့နိုင်ငံခင်းရှင်းတစ်ခုလုံးဒီ၄၅နှစ်အတွင်းမှာကျွန်မအားလုံးလိုက်ပြီးတော့တေချာလေးလိုက်လေလာကြည့်ရဲ့အခါမှာဆိုရင်စင်ရဲနွားပါတဲ့လူငယ်တွေက PTF ဖြစ်ကုန်ကြတယ်လက်သုံးချောင်းထောင်းနာခြင်းတူတူနော် NLD ကိုအားပေးတာခြင်းတူတူလက်သုံးချောင်းထောင်းနာခြင်းအတူတူနိုင်ငံရေးကိုအယူလွဲတာခြင်းအတူတူပတ်စံချမ်းသာတဲ့တာသမီတွေကဘရော့မှ PTF မလုပ်ဘူးရှင်ဆရာဝန်အယောက်တစ်ထောင်မှာနှစ်ယောက်လောက် PTF လုပ်တာတော်တော်များနေပြီမိဘပြည်သူမယုံလို့ရှင်တေချာလေးစုံစမ်းစစ်ဆေးကြည့်ပါ အခြေခံလူတန်းစားနွမ်းပါတဲ့လူငယ်တွေပဲ PDF လုပ်ကြတာလွယ်တကူလုပ်ကြတာဘာကြောင့်လဲသူတို့တွေကစင့်အာနာရှင်ကိုတိုက်ထုတ်နေတာမဟုတ်ဘူးစင်ရဲ့နွမ်းပါခြင်းကိုတိုက်ထုတ်နေတာရှင်သူတို့တွေစင်ရဲ့လို့လို့အဲ့ဒီလိုဖြစ်ကုန်တာဒါကြောင့်ကျမတို့ကသူတို့မစင်ရဲ့တော့အောင်လို့စ조사ပေးရမှာမျိုးမဟုတ်ဘူးဆိုတော့ PDF တွေကအဲ့လိုပဲခဏနေပွားလာလိုက်ကျေးစားလူသက်သမားလှုပ်လိုက်ဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်လက်နက်တွေကလည်းအခုကဘယ်နဲ့ဘယ်နဲ့ဖောက်ထားမှလည်းမသိ။ပြီးကြအကုန်လုံးလည်းဖမ်းနိုင်ဖို့ကလည်းမရှိဆိုတဲ့အခါကျတော့ စည်ရနွမ်းပါမှုကိုကျမတို့ကဖြောက်မှဒီလူငယ်တွေကပြီးတဲ့လို့ဖို့အတွက်စိတ်မဝင်စားတော့မှာအင်္ဂါတို့လွတ်လွတ်လပ်လပ်လှုပ်လှုပ်လို့ရတာပဲစီးပွားရေးအဆင်ပြေရပဲဘာလို့ပြီးတဲ့လုံနေမှာလဲဆိုတော့အတွေးတွေဝင်မှကျမောင်းနိုင်ငံကအကြမ်းဖက်သမားရှင်ကလည်းကင်းဝေးမယ်စီးပွားရေးလည်းတိုးတက်လာမှာဖြစ်ပါတယ်ဒီချက်လေးကတိုင်းပြည်မှာအင်မတန်ရေးကြီးတဲ့ချက်လေးပါကျမောင်းကတော့အကြံပေးတာပဲတတ်နိုင်တာပေါ့နော်တကယ်တော့ကောင်းထဲဖို့ဟိုကကိုပိုခတ်ပါတယ်အမှန်မြည်တို့ပင်ခက်ခဲစေကမူနိုင်ငံအတွက်ကျမတို့စ조사လောက်ဆောင်ရမယ်အချက်တစ်ခုအနေနဲ့ကျမတို့အသိဉာဏ်နဲ့မှမှတ်သားထားရမှာပေါ့ရှင်။ မိဘပြည်သူများရှင်ကျမခုနောက်ဆုံးသတင်းလေးမှာပေါ့နော် PDF တီကြီးစိုးနေတဲ့ဂျေးရွာဒေဘာရဲ့ဖြစ်ရက်လေးကိုကျမရုပ်သံဖိုင်လေးနဲ့ပြသခြင်းပါတယ်အဲ့ဒီကြေးရွာလေးဟာဆိုရင်မကွေးတိုင်းပေါ့မြို့နယ်မှာရှိတဲ့ပဒီရွာဆိုပြီးသိရပါတယ်။ဒီကြေးရွာလေးဟာဆိုရင်ပသိမ်မုံရွာလမ်းပိုင်းနားမှာရှိတယ်ပေါ့နော်။သူတို့ရွာလေးဟာဒီနိုင်ငံရေးအရာအသွေးတွေအဲ့လိုမျိုးစွန့်ထင်းချင်းမရှိတော့ဆိုရင်တော်တော်အေးအေးချမ်းချမ်းနဲ့ကုဒေတာအလုပ်လေးပဲလုပ်ကင်ပြီးတော့နေထိုင်တဲ့ရွာသူရွာသားတွေဆိုပြီးသိရပါတယ်။ ထုံးစံနိုင်မှရှင်ဒီမိုကရေစီဆိုတဲ့အရာကြီးကမိုးချိမ့်တန်တဲ့သူကောင်းငင်ကြီးကနေသူတို့ခြေရွာကြားရောက်လာခဲ့တယ်။အဲ့ဒီခါမှာသူတို့ခြေရွာသူခြေရွာသားတွေဟာဆိုရင်အဲ့ဒီအရာကြီးကပါလဲတလက်လက်တောက်ပနေရလေသူကဥက္ကာပြန်ကြီးလို့ပဲဥက္ကာပြန်ကနေပြီးတော့ဟိုလွတ်ကြလာတဲ့ဥက္ကာခဲလို့ပဲဘောတော့တလက်လက်တောက်ပနေရောဘာလေးလဲဆိုတော့သွားကြည့်ရခါကျတော့အဲ့ဒါလေးကဒီမိုကရေစီဖြစ်။အဟုတ်ပြီငါတို့ကတော့ဒီမိုကရေစီရအောင်ယူမယ်စစ်အာဏာရှင်တိုက်ထုတ်မယ်ဆိုတော့ ကိစ္စဖြစ်သွားပြီးရဲ့အခါမှာသူတို့ရွာသူရွာသားတွေကပဋတ်တွေဖြစ်ကုန်ကြတယ်လူငယ်တွေပေါ့နော်ဖြစ်ကုန်ကြပြီးရဲ့အခါမှာဆိုရင်အရဲလေးတမညံ့ညံ့နော်သမညသားဖြူသမီးဖြူစော်ကားခြင်းချင်းဒုက္ခပေးခြင်းချင်းတွေဖြစ်လာတဲ့အခါအဲ့ဒဏ်တွေကိုရွာသူရွာသားတွေက၄၅နှစ်ခံလာတဲ့အခါမှာအခုဆိုရင်မခံနိုင်တော့ဘဲအုံကြွမှုဖြစ်လာပါတယ် ဖြစ်စဉ်ဖြစ်တာကတော့ဒီသူတို့ရွာသူရွာသားတွေက9ယောက်ကိုပေါ့နော် PDF လက်နက်ကင်နေကနေပြီးတော့အပြစ်မရှိဘဲနဲ့ခေါ်ရတယ်ထိတ်တုတ်ခတ်တယ်ရိုက်နှက်တယ်ဆိုတဲ့အခြေအနေတစ်ခုမှာဒီရွာသူရွာသားတွေရဲ့မိသားစုတွေကဆာမကြမနက်ဖြစ်ပြီးတော့အရင်ကလည်းဒီလိုဖြစ်စဉ်တွေခဏခဏနှိပ်စက်တိုင်းရှိမှာပေါ့ရှင်ဘလို့မှသူတို့မထိန်ချုပ်နိုင်တော့တဲ့အခါမှာကြေးရွာသူကြေးရွာသားတွေဟာကိုယ်စီဒုတ်တွေကန်ဆွဲပြီးတော့ PDF တွေနဲ့ရင်ဆိုင်မှုထွက်လာခဲ့ပါတယ်အဲ့လိုထွက်လာတဲ့ဖြစ်စဉ်တစ်ခုလုံးမိဘပြည်များမြင်တွေ့ရမှာပါကျွန်မအခုပြန်သမယုံသားဖိုင်လေးကိုစိတ်အေးထားပြီးတော့တေချာလေးအားဆိုင်နားထောင်ပြီးကြည့်ရှုကြပါရှင့် ရွာသူရွာသားတွေပြောတဲ့စကားဟာတော်တော်ကို စိတ်မကောင်းစရာပါပဲ။ပီတက်တွေလက်ထဲမှာသူတို့ဘွားတွေဘလို့ဖြစ်နေလဲဆိုတော့ကျမတို့ရှင်းလင်းစွာသိမြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မိဘပြူများကြည့်ရှုလိုက်ပါအောင်ရှင်။မားတော့မထားခင်နဲ့ဘယ်သူမှမထားခင်မခိုက်ဘူးကျွန်တော်တို့သူ့ကိုကြောက်နေရတယ်စစ်တမ်းမကြောက်အောင်ဘူးသူတို့ကြောက်တာလမ်းဆောင်ပေါင်းတဲ့စစ်တော့ကျွန်တော်ကောင်းကောင်းမရတဲ့ကြားပြီးအချိန်ပြည့်တနတ်ထဖောက်လိုက်မိုင်းခွဲလိုက်နဲ့ထထုတ်တယ်ကောင်မမရဘူးအကုန်လုံးနာမပါ ကိုမင်းကိုချင်းလို့ကျင်းအကုန်လုံးကခေါ်သွားခေါ်လာပါဇုံမဘလို့နေနေအဲဇုံရောက်မှလာရှင်ကျွန်တော်တို့ဒီမှာတော့မဆားခဲ့နေတော့ဟဲ့လို့ဘလို့ကနေလဲကျွန်တော်တို့ကလာဒီမှာတော့မကြိုက်ဘူးဆရာတော်မှာဒီလိုအဖွဲလိုက်ကြည့်ရောက်လာပြီးမှဒီလိုထားပြီးခင်ကျွန်တော်တို့ကပို့ဆုံမှာပေါ့ဒီကောင်းနေလားတော့ငါတို့ဘာမှမတိုးရဲမထီရဲဘူးဒီကောင်းနေဘာကောင်းနေလို့ဆိုပြန်ကြံအောင်မှာပဲအဲဇုံထိုင်နေနေသူရဲဒီလိုလို့ဘုမတင်ညာလုံးအရာတွေပြောင်းသွားတယ်အဲ့ရှင်တော့ဘယ်ထင်လားလုံးမလုံးနဲ့စဉ်းစားနေတယ်မြင်ရတော့ပြီးရဆုံးမှုနဲ့မြင်မှာပြည့်ရကိုကြောက်နေရတယ်ဆိုတော့ 你别给我来一脚。ဒီလိုရင်းရဲ့တော့ထိတ်တော့ခါကြသူတို့ကငူယူတော့စားဆန်နေကြဘယ်ကောင်းမှဘာမှမလို့ရဲဘူးဂျုံသူကဟာမတော့လောက်ပြောပါဘူးဟုတ်ပြီအခုပြောလို့လောတော့ဆရာတို့ကျွန်တော်တို့ပြည်သူတွေကိုငဲ့ကြည့်အောင်ကျွန်တော်တို့ကဘလို့မှကိုမနေရတာချောင်းတိန်နေတာအခုယောက်ျားလေးနဲနေတာကြည့်ယောက်ျားလေးတော်တော်များများအကုန်ပြည့်ရတာဘူးမှမနေရဘူးညားခဲ့ပြီလေအဲ့ဒါကြောင့်ခန်းထားလာလဲတွက်ကြည့်အောင်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုငဲ့သွားပါအောင်ဟိုကအနေသူပါကျွန်တော်တို့ကအများစုပါ တို့ပြည်သူကဘာမှလက်နဲ့လက်ကြီးမလို့နဲ့ရမ်းပုံအောင်ပြူတို့မှကြပေါပေါပေါနေတယ်အမလို့ဟဲ့ဟာလို့ငယ်နေဟာဟဲ့ဆွတ်ချင်ပါရဲ့ဆက်ရလို့ဆောက်ပါအော်ဝါတော့ရီးတယ်အဲ့ဒါကအဲ့ဒါကဘယ်လိုလဲဘယ်လိုလဲမိဘပြည်သူများအနေနဲ့အယုံတာဖိုင်လေးကြည့်တော့ရှင်ထဲမှာဘယ်လိုခံစားရလဲရှင်စိတ်ထဲမှာပေါ့နော်အော်နင်တို့တွေအဲ့လောက်တည်းအောင်တည်ညာနေခဲ့ကြလားဆိုပြီးတော့တွေးမိရမို့လား ခုတော့ကိုလူကိုမနိုင်တော့ဘူးကိုမြောက်ကိုမနိုင်တော့ဘူးဆိုပြီးတွေးမိရမို့လားရှင်ပြောသွားတာကြားမှာပေါ့နော်စစ်တပ်ကမကြောက်အောင်ပီတက်ကိုပဲကြောက်နေရတယ်တဲ့အရင်ကစစ်တပ်ရှိတုန်းကအဲ့နာမှာဆိုရင်ရှင်အဲ့နာမှာရှိရတဲ့တက်ကကျွန်မသိတာတော့ကပ္ပစာ22ရှိရဆိုပြီးသိရတယ်အရင်တော့ရှိရပါတော့ဒီတော့ကပ္ပစာ22တို့နာမှာရှိတာအရင်အရင်ကရှိနေတာတို့လာပြီးဒုက္ခပေးရလည်းမရှိဘူးတို့ရွာကိုလာပြီးပြဿနာရှာလည်းမရှိဘူးပီတက်တွေရှိလာတော့မှတို့ကြောက်နေရတာပေါ့နော်အဒါကိုတို့ရည်ညွှန်းပြီးပြောချင်တာပါ စစ်သားတွေမကြောက်ပါဘူးမင်းတို့ပဲကြောက်နေရတယ်ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်ဒီတော့ PD ရဲ့အရသာချိုလာခါလာဆိုတော့ရွာသူရွာသားတွေတော်များသိနေပါပြီရန်ကုန်တို့မန္တလေးတို့မှာနေထိုင်တဲ့သူတွေသိကျင်နေဆိုရင်တော့ကျမတို့လာပြီးတော့ဆက်သွယ်ပါနော်ကျမအဲ့ဒီခြေရွာတွေကိုလမ်းစိတ်အခမဲ့နဲ့လေလာခီးပို့ပေးပါမယ်ရှင်လေလာခီးတပတ်ကြာပို့ပေးပါမယ်တခုတော့ရှိရဲကျမရဲ့လေလာခီးကအသွားပဲရှိရဲနော်အပြန်အတွက်တော့ကျမမစီစဉ်ပေးပါဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်အကူစူးစမ်းပြီးပြန်ရမှာပါရှင်။ကျမလည်း အသွားတော့ရှိမယ်အသွားတော့ကျွန်မပို့ပေးနိုင်တယ်ပေါ့နော်အပြန်ခီးယူတော့ကျွန်မလည်းအာမခံမအောင်ရှင့်ဒါကြောင့်ကျွန်မအပြန်ခီးအတွက်ကိုမစီစဉ်ပေးတာပါလူကြီးမင်းတို့ကငါပြန်လာနိုင်မယ်ထင်တယ်ဆိုတော့အပြန်လက်လက်မှတ်ကိုတခါလေးဖြတ်သွားပေါ့နော်မပြန်လာနိုင်တော့ကိုတွေးရဆိုတော့မဖြတ်သွားနိုင်ပေါ့ရှင်ဟိုမှာပဲထာဝရနေထိုင်သွားလို့ရပါတယ်ဒါလို့တော့ကျွန်မပြောပြချင်ပါတယ်အချို့မိဘပြည်သူတွေအခုချိန်ဒီ PDF တွေကိုတိုက်နှစ်တက်နေတော့ဆိုတော့လေလူဆိုတော့ကိုချစ်တဲ့သူနားမှာပဲနေရပါတယ် ီတော့ဘလို့ဖြစ်နေကြည့်ကြပါရှင်ဟုတ်တယ်မလားနေကြည့်ကြပါအဲ့လိုပြောလို့ကျမကိုစိတ်မဆိုးပါနဲ့ကျမမိဘပြည်သူတို့ချစ်တဲ့သူနဲ့နေဖို့အတွက်ကိုစီစဉ်ပေးတာကျမကိုကျေးဇူးတော်တင်ရအောင်မဟုတ်တယ်မလားနော်အဲ့လိုတော့ရှိပါရှင်ဒီတော့ရုံးတဲ့ file လေးကပြောမယ်ဆိုတော့တို့အနေနဲ့ကကိုမွေးတဲ့မြောက်ကိုပြန်ချောက်တဲ့အခြေအနေကိုရင်ဆိုင်နေရတာပါဒါကိုကျမတို့ကိုကျင်းစားပါတယ်သူတို့တွေကိုကဲတင်နိုင်မှုအတွက်လည်းနိုင်ငံတော်နဲ့တပ်မတော်ကတော့စူးစမ်းရအောင်ပါပေါ့နော်ဒီလိုမျိုး PDF လက်ထဲမှာဒုက္ခပင်လည်းအဝေနေရတဲ့ကြေးရွာလည်းအများကြီးရှိတာဆိုတော့လေ တက်မတော်ကဲမှပဲရမယ်အခြေအနေဖြစ်နေတာပေါ့ရှင်ဘယ်သူမှမကဲနိုင်ဘူးသိကြပါတယ်ကျမတို့တော့ကဲလို့မရအောင်တက်မတော်တစ်ခုတည်းပဲသူတို့ကဲနိုင်မှာဒါကြောင့်သူ့တေးပါတယ်သတင်းပေးကြတာသူတို့ PDF တွေသူတို့မွေးထားတာပဲเนาะဒါပေမဲ့သူတို့သတင်းပြန်ပေးတယ်အဲ့ဒဏ်တွေသူတို့မခံနိုင်တော့လို့ကြည်ရသူကြည်ရသားတွေကသူတို့မျောလင့်တာတမျိုးပေါ့เนาะလက်နက်ရလိုက်ငါတို့ဘလို့ကောက်ွယ်မယ်ဆောက်ရှောက်မယ်လို့မျောလင့်ထားတာတကယ်ကြတော့ပညာမတတ်တဲ့သူတွေလက်ထက်ကိုလက်နက်ရောက်သွားတဲ့အခါမှာအเจ้าအောင်တောင်မှတက်လိုက်သူတို့ပဲလေဘလို့ကောက်မှုခြင်းတွေရှိမှလဲရှင့် ဒါကိုအခုဆိုရင်တော့တည်ကြည်ရွာလူတွေလည်းနားလေသဘောပေါက်တော့ပြီလို့ထင်ပါတယ်။နောက်ဆိုရင်ဒီမိုကရေစီတို့စစ်အာဏာရှင်တို့ဆိုသူတို့တော်တော်ကြောက်သွားတော့ပါပြီရှင်။ဒါကြောင့်လဲဆိုစစ်အာဏာရှင်ကိုဗိနားတိုက်လို့တိုက်ရမှန်းသာမသိတာ။သူတို့ကိုယ်တိုင်ကသူတို့ရွာတွေမှာစစ်အာဏာရှင်ငွေလေးတွေကိုမွေးထုတ်ပြီးလိုက်တာပဲလေ။ဒီတော့အဲ့ဒီစစ်အာဏာရှင်တွေကိုအယုံဆုံးသူတို့စ조사ပြီးတော့တိုက်ရအောင်မှာပါ။ဒီမိုကရေစီရဖို့ဆိုတာကတော့သူတို့ရဲ့အတွက်ပေါ့နော်ဟုတ်အဝေးကြီးမှာပဲရှိနေသေးပါပဲလောလောဆယ်ကိုမွေးထားတဲ့ PDF တွေကိုပဲ ကိုပြန်ပြီးတော့တိုက်ထုတ်နိုင်အောင်လို့ကြိုးစားအထောက်ရအောင်ပါပေါ့ရှင်။တကယ်ကိုစိတ်မကောင်းစရာမြန်မာနိုင်ငံကကြီးရွာသူကြီးရွာသားတွေကြုံတွေ့ရတဲ့အတွေ့အကြုံဆိုးတွေပါပဲရှင်။ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြရစီရှင်။ကျမရဲ့သတင်းတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံ့မာကြပါစေ။ကောင်းသောလူရဲ့ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်း ကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။